စုတောင်းခံအားဖြင့်ကျမတို့ရဲ့အသက်တာတွေမှာကဲတင်ချင်းအကြောင်းတွေတင်ကြားပေးတယ်ဝိညာဉ်ရေးအကြောင်းတွေကိုရင့်ကျက်စေတယ်ဖခင်သခင်ကိုကောင်းကြီးပေးတာတားတော်ဖခင်ကိုကောင်းကြီးပေးတာဝိညာဉ်တော်ဖခင်ကိုကောင်းကြီးပေးတာဆိုတခါမှကျမခရိယန်တက်တာအနည်း90ပါတခါမှမကြားဘူးဒီမှာရောက်မှာပဲကျမကြားပြီးတော့ကျမလှုပ်ခဲရတယ်အခွင့်ရတယ်ပြီးတော့ဒီရောက်မှပဲမျက်မှောက်တော်ဆိုတာကိုဝင်တက်လာတယ်။ပါ၍ဝิญญီတက်ရှင်းရေးဝิญญီ ပိုင်းဆိုင်ရာမှာပေါ့နော်ဒီနေ့တိုးတက်လာပါတယ်လို့သူများခွင့်လွှတ်တော့ပဲလူချင်တာမဟုတ်ဘဲသူတပောက်လည်းပေါ့ခွင့်လို့ရမယ်ဆိုတော့ဒါတည်လာတယ်ခြားတော့ပါတာတကောက်ကိုကျွန်တော်ရဲ့အတက်တာလေးမှာဒီနှစ်ထဲမှာဧပြီလထဲမှာကျွန်တော်ရရှိခဲ့တာဖြစ်တယ်ခုရုပ်ချင်းချင်းပမာဏအတိုင်းကြီးမှဆွတောင်းတက်လာပါပြီလို့ခေါနက်ဂရူမီသားစုရဲ့နဲ့တွေ့ဆုံရခြင်းရောဆီယမားရဲ့ဆီယာရဲ့တုံတင်ချင်းအဖြစ်ကျမဒီချိန်တိတကယ်ပဲဖျားနဲ့တွာလာနိုင်ခြင်းဖြစ်တယ်အဆန်ရှောင်းချင်းနဲ့ပတ်သက်တဲ့ ဒီထားမဲ့စိတ်မီသဘောထားတွေပြီးတော့အဆောင်ရမယ်ရှောင်ရမယ်အရာတွေဆိုလည်းများစွာသဘောပေါက်ခွင့်ရပြီးတော့ဒီအစာရှောင်ဆူတောင်းချင်းမှလည်းကိုယ်တိုင်ကပုံဝမ်းမြောက်လာတဲ့အရာတက်လဲဖျားသခင်ဂျေဇုတင်နဲ့ဖျားကိုဦးစားပေးလိုက်တဲ့အခါမှာကျတော့ တခြားအချိန်တွေပါအကုန်လုံးလောက်ွားပြီးတော့မှဒီကျန်းစာလည်းအတိအချာလေ့လာနိုင်တယ်အတိအချာဆူတောင်းနိုင်တယ်တရားကိုမြေဆက်ကြည့်တဲ့အချိန်မှာလည်းအဖြစ်တွေလည်းရတယ်တိုင်းပြည်အတွက်အသင်းတော်တွေအတွက်တကယ်ပဲဟိုဆူတောင်းပေးနိုင်ရတဲ့အခွင့်ကိုလည်းရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါကြောင့်မို့ဆူတောင်းကမှာပါဝင်ကြတော့သူရောက်စီတိုင်းကိုလည်းဖျားကင်ကောင်းကြီးပေးပါသေးတယ်